မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ကုန်တဲ့အထိဒနုယာတိဘွားရီရဲ့အကြောင်းကိုအစီအတိုင်းနခတဗီတာနီစရနဲ့ပြပြဟောပြောပေးသွားမှာဖြစ်ပါတယ်ဒီဇင်ဘာလ16ရက်နေ့ကနေဇန်နဝါရီလ14ရက်နေ့အတွင်းမွေးဖွားကြတူတူဟာဒနုယာတိဘွားများဖြစ်ကြပါတယ်ဒနုယာတိဘွားတွေဟာ2025ခုနှစ်နှစ်စပိုင်းမှာ ကံကောင်းမလို့နဲ့ကံတွေညံခဲ့ကြတာအားလုံးကြုံခဲ့ကြပါလိမ့်မယ်။အဲ့ဒီလိုကံတွေညံခဲ့ပေမဲ့လည်းအခု2025ခုနှစ်ဇွန်လကနေစပြီးတော့မှဒီဇင်ဘာလကုန်နဲ့အထိတော့ကံကောင်းခြင်းတွေရောက်ရှိလာပြီဖြစ်ပါလေ။ဘိုးရဲ့အစ်စ်ပိုင်ဆိုင်နာမျိုးတွေကြုံတွေ့ရမယ်။အလုတ်ကန်အစ်စ်တွေပိုင်ဆိုင်နာမျိုးတွေအလုတ်ကန်အစ်စ်လောဘတာမျိုးတွေကြုံတွေ့နိုင်တယ်။အိုးအိမ်ကိုတိုးချဲ့ရတာမျိုးတွေကြုံတွေ့နိုင်မယ်။နေရာအထိုင်ငယ်အစ်စ်တွေကိုရောက်ရှိတာမျိုးတွေကြုံတွေ့ရမှာဖြစ်ပါလေ။ အဲ့ဒါပြင်ယာဒူးတိုးတာအကြီးကြီးတွေရဲ့အကူအညီထောက်ပံ့ရရှိတဲ့မျိုးတွေကိုလည်းကြိုတွေးရမှာဖြစ်ပါတယ်အထူးသဖြင့်ကတော့ပူပင်နေရတဲ့ကိစ္စတွေမှန်သမျှပူပင်တောက်ကရောက်နေရတဲ့ကိစ္စတွေရှိခဲ့ရင်လည်းအခက်အခဲတွေကြားတဲ့ကအဆင်ပြေသွားမှာဖြစ်ပါတယ်အင်တော်ရင်းနဲ့အခြေအကျကိစ္စတွေကိုပြင်ပြရမှာဆိုရှင်တော့နှုတ်ခွန်းတစ်ဖက်ကတော့မှန်ကန်တဲ့ပူစာရှင်တွေကိုရှာဖွေတွေ့ရှိပြီးတော့မှစိတ်ချမ်းသာစရာတွေ့တွေ့ရမှာဖြစ်ပါတယ်ဒုညတိဘွားတွေနဲ့ ခီးသွားဖို့ရှိမယ်ဆိုလို့ရှိရင်တော့ကောင်းစွာအနာယူပြီးမှဘာမယ်ဆိုလို့ရှိရင်တော့ပျော်ရွှင်စရာခီးတွေဖြစ်ပါလိမ့်မယ်။တော့ကျမကြီးနဲ့ပတ်သက်လို့ပြောပြပြောပြရမယ်ဆိုလို့ရှိရင်တော့စိတ်ဖြစ်စည်းစင်မဲ့အတွေးခေါ်မျိုးတွေစိတ်ဖြစ်စည်းစင်မဲ့အကြောင်းအရာမျိုးတွေကိုလာတွေးတော့တာမျိုးအထူးဆောင်ကျင်းဖို့လိုပါပါတယ်။ကျောင်းသားကျောင်းသူများအနေနဲ့ကတော့ပညာရေးကိုအခုထက်ပိုပြီးတော့မှစိုးစားရမယ်စိုးစားရမယ်ကာလဖြစ်ပါတယ်။ဒါမှ ကိုလိုချင်တဲ့ပန်းနိုင်မှုရောက်ရှိမှာဖြစ်ပါတယ်။အဲ့တော့ဆောင်ရဆောင်ရလေးကိုပြောပြမလို့ရှိရင်တော့တစ္ဆပနဲ့အောင်ရှိတဲ့ကာလာတော့ကိုနန်းနဲ့အိယာထရင်ကိုကောက်ညာအိယာဝင်ရင်ကိုကောက်ရုပ်ဖတ်ပူဇော်ပါမိမိတက်စီရုပ်ဖတ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းမှုပါတယ်။တော့အမဲသားစားတာအင်းကြီးအပြာရောင်ဝိတ္တာတော့အရှိတ်နဲ့သက်ဆိုင်တဲ့နေရာတွေကိုတွားတာမျိုးကိုတော့အထူးပဲရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။ဓနုရာတူပွားများကျမ်းပါချမ်းသာလူဝဆန္ဒပြေကြပါသည်။